အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live season ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်အဲဒီနေ့မှာတော့အတိုင်းကျွန်တော်တို့ကရမုံငွေရှာတဲ့ဒါဗီဒီယိုလေးနောက်တစ်ခုနေနဲ့ဒါကျွန်တော်တို့ Manchester City နဲ့ပုံမောက်တို့ရဲ့ပွဲကြိုတုံးသက်ချက်လေးကြောင်းပြောချင်ပါတယ်အဲဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပြီးကျွန်တော်တို့ကျွန်တော်တို့ဒီဗီဒီယိုကိုကြည့်ပြီးတော့အလူ လူလူအလူကိုပါလို့ရပါတယ်ဗောနော်အခုလက်ရှိမှာဒါကျွန်တော်တို့ကျွန်တော်လူသားကြီးပဲအားလုံးပေါင်းကျွန်တော်56သိန်းနဲ့8000တတိရှိကြဖြစ်ပါတယ်အခုချိန်ကြီးတော့ဒါကျွန်တော် Facebook တို့ပေါ့ YouTube ကဒီ Facebook ကလည်းမရပါဘူး YouTube ကနေပြပတ်စံမရသေးပါဘူးဒါပေမဲ့ကျွန်တော်ကျွန်တော် site လူသား56သိန်း8000ရှိပါအဲ့တော့ညီကိုရေတူဒီနေရာမှာကျွန်တော်တို့အကုန်အတူတာဓုခေါနာဆိုဒီနေရာပြောတာပါဘလို့ပဲပြောဒီလှူတဲ့ဆူတာကလည်းခုနပြောသူပဲလူရတဲ့နေရာတွေရောက်သွားဖို့ပဲအရေးကြီးတာပါ တယ်လို့ပါအဲ့တော့ပထမဆုံးနေ့ဒီနေ့ကန်သွားမဲ့အသင်းကတော့ Manchester City အသင်းနဲ့ဘုံမောက်အသင်းဖြစ်တယ်ဒီနေ့မှာနောက်ထပ်တစ်ခုပြောချင်တာ Manchester City အသင်းကိုအင်မတန်မှကျေးဇူးတင်ပါတယ် Manchester City အသင်းကဒါကျွန်တော်တို့မြန်မာပြည်အတွက်ဆူတောင်းပေးတယ်ဒါကျွန်တော်တို့ပထမဆုံးအသင်းရတဲ့အသင်းဖြစ်ပြီးတော့ Manchester ညီနောင်ရင်ထဲမှာတကယ်ကိုအားကိုးအားထားရတဲ့မှာပါပါတယ် Manchester City အနေနဲ့ဒါမြန်မာပြည်မှာပြန်ကြည့်မယ်ဆို fan base ကအရင်ကြီးမတောက်မိမယ်မြန်မာနိုင်ငံမှာဖြစ်တဲ့ဥစ္စာကိုပထမဆုံးဆူတောင်းပေးတဲ့ကျွန်တော်ဒါဘောလုံးအသင်းထဲမှာပါရတဲ့ကြောင့်မို့ အင်မတန်မှကြေကွတင်ပါတယ်ဒါကျွန်တော်တို့မန်ချက်စတာစီးရီးအသင်းနဲ့ဒီ FA ဖလာဂျီကိုလည်းစခုနိုင်ပြီးတော့ဒါဥရောပဝင်ခွင့်ကိုလည်းအေးအေးဆေးဆေးရပါစို့လို့ကျွန်တော်မြန်မာနိုင်ငံသားတယောက်အနေနဲ့အများကြီးဆုတောင်းပေးပါတယ်မန်ချက်စတာစီးရီးပရိသတ်တွေကိုလည်းအများကြီးကြေကွတယ်အခုလည်းရှိမှတာမန်ချက်စတာဖီဂျီမန်ချက်စတာစီးရီးဖန်ပေ့ချ်တွေကနေပြီးတော့ဒါကြောင့် campaign တွေ run နေတာလည်းအများကြီးရှိပါတယ်။အဝရောက်ပြီးကူညီပြီးတော့ဂျာမန်ချက်စတာစီးတီးပိတ်တကျွန်တော်ဒီဗီဒီယိုကြည့်နေမန်ချက်စတာစီးတီးပိတ်တဲ့အနေနဲ့တွားရောက်ပြီးကူညီပေးလို့ရပါတယ်။ရွှေဘဟာအမြဲတမ်းရွှေဘပဲဖြစ်နေမှာပါ။ကျွန်တော်ရွှေဘလို့တချို့ကျွန်တော်ဒါရွှေဘလို့ဒါမန်ချက်စတာစီးတီးသုံးလို့မကြိုက်ရကျွန်တော်ဒါပေမဲ့ ရွှေဘဟာရွှေဘပါပဲရွှေဘဟာတကယ်ကိုပြည်သူတွေရွေးချယ်မှာရွှေဘအမြန်လုပ်ပြီးနေကြပါအဲ့တော့ Manchester City ရဲ့ဒါကျွန်တော်တို့နိုင်ငံခြားကကလပ်အနေနဲ့ကိုမြန်မာနိုင်ငံက fan club တွေအနေနဲ့ကိုအင်မတန်မှချီးကျူးစရာကောင်းတဲ့လူတစုပါကျွန်တော်မြန်မာနိုင်ငံသားတွေမှာကိုယ်တွေပဲရှိတာပါဒီ Manchester City ပြည်သက်တိကကျွန်တော်မြန်မာနိုင်ငံသားတွေဖြစ်ပါတယ် Manchester City နိုင်ငံခြားကဒါကျွန်တော်တို့ မန်စောတို့ကျွန်တော်ဒါဖျားကြီးတွေအိုးဆိုးလေကျွန်တော်အင်မတန်မှဒီညကနေပြီးတော့ကျေးဇူးတင်ပါတယ်ကျွန်တော်မြန်မာနိုင်ငံကိုအမြဲတမ်းကျွန်တော် recognize လုပ်ပေးတဲ့အများကြီးကျေးဇူးတင်ပါတယ်ဒီလိုမျိုးဒူတော်များတွေကျွန်တော်တို့ပြောတဲ့အချက်ကမင်းတို့ဒီစာရေးတဲ့ကြောင့်ဒီလိုမျိုးနိုင်ငံတကာကနေပြီးတော့ဒီလိုမျိုးဒါ influence ကြီးမားတဲ့လူတွေကနေမင်းတို့အစဉ်ပြေရဲ့လားဆိုတဲ့မီးတဲ့မီးခွန်းကကျွန်တော်တို့အများကြီးခွန်အားဖြစ်စီပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံကိုဒီလိုမျိုးအတိအမှတ်ပြုပေးတဲ့ဘောလုံးသင်းတွေကိုလည်းအများကြီးအများကြီးကျေးဇူးတင်ပါတယ်။မင်းညကလည်းကျွန်တော် Real Madrid အနေနဲ့အာ Real Madrid အနေနဲ့ဒါကျွန်တော်တို့အာမြန်မာနိုင်ငံရောတမနစ်တည်းတည်ငြိမ်သက်ပြီးသွားတယ်ဗောနော်အဲ့တော့အဲ့ဒီကြောင့်ပြောရင်မေးဝဲမေး မဝဲလို့မရဘူး။အဲ့တော့လက်ရှိမှာဒါ Manchester City နဲ့ဒီနေ့ပွဲစမှာ AFC ဘုံမောင်းနဲ့ကပ်မယ်။ AFC ဘုံမောင်းရဲ့အင်္ဂုမ Manchester City အသင်းနဲ့ဝေကူမှာတော့ကပ်မယ်။လက်ရှိခြေစွမ်းအရဆိုရင်တော့ Manchester City အသင်းနဲ့တော်တော်လေးကိုဒီပွဲကကျွန်တော်တို့စောင့်ကြည့်ရမယ့်နေရာမှာပါပါ။ဒါပေမဲ့ခုနကပြောသူမြန်မာနိုင်ငံအတွက် wish လုပ်ပေးထားတဲ့နိုင်ငံတစ်ခုအနေနဲ့ဒီပွဲကို Manchester City နိုင်အောင်ကပ်မယ်လို့ယုံကြည်တယ်။လက်ရှိမှာဒါမြန်မာနိုင်ငံအတွက်ဒါကျွန်တော်ဆူတောင်းပေးထားတဲ့ဘောလုံးကလပ်တွေနဲ့တောက်လျှောက်ဘောလုံးပွဲတွေတောက်လျှောက်90တောင်တွေ့ရမယ့်နေရာမှာပါတယ်။ ်မာနိုင်ငံအတွက်လည်းတကယ်အားကိုးအားထားရပြုတယ်ဒါကျွန်တော်မနေ့ကဆိုရီယယ်မက်ဒရစ်နဲ့တည်းကျွန်တော်တို့ခဲရခစ်စစ်ကမ်ဘာကိပဲနဲ့အက်တလက်တီကိုမက်ဒရစ်ကမရှုံးသွားခဲ့ဘူးဒါသေချာသွားခဲ့တယ်ဒီနောက်ဒါကျွန်တော်တို့မန်ချက်စတာစီးတင်ကဒါမြန်မာနိုင်ငံကိုဒါကျွန်တော်တို့အမြဲတမ်းဒါကျွန်တော်တို့ဆူတောင်းပေးတဲ့ကလပ်တစ်ခုနဲ့ဒီနေ့ပွဲစဉ်မှာလည်းအနိုင်ရရှိမယ်ဒါဒီနေ့ပွဲစဉ်မှာမန်ချက်စတာစီးတီဘက်ကနေကိုကျွန်တော်အပြည့်ဝအားပေးမယ်အဲ AFC ဘုံမော်ရဲ့အိမ်ငွေဒါ Vitality Stadium မှာသွားကြံသွားမယ်မန်ချက်စတာစီးတီကအဝေးခွင့်ပေါ့နော်အဲ့တော့ဒီနေ့ပွဲစဉ်မှာဒါစီးတီအသင်းနေနဲ့ဒါ တော်တော်လေးကိုဒါစိတ်ဝင်စားဖို့ကောင်းမဲ့အခြေအနေတစ်ခုလို့ပြောရရအဲ့တော့တစ်ဖက်မှာရတာကျွန်တော် Northern Forest နဲ့ဒါကျွန်တော်တို့ Fulham တော့ Crystal Palace တို့အုပ်စုကတက်ရောက်သွားခဲ့ပြီဖြစ်တယ်။လက်ရှိမှာဒါကျွန်တော် City နဲ့ Aston Villa တို့အုပ်စုလည်းတက်ဖို့ရာခိုင်နှုန်းများတယ်။အဲ့တော့ဒါကျွန်တော်တို့ Semi Final မှာဒါကျွန်တော်တို့ Jobek ကံမယ် Wembley မှာပတ်ကံဖို့များတယ်။အဲ့တော့ဒါပေမဲ့ဘုံပေါက်အသင်းကိုတော့ကျွန်တော်တို့ဒါလုံးဝ short roll လေးပဲဘုံပေါက်အသင်းကလက်ရှိမှာတည်ရတဲ့အချိန်မှာဒါကျွန်တော် head to head မှာတော့ Manchester City အသင်းကိုသူတို့ရဲ့အိမ်ဝန်းမှာ2-1ဆိုတဲ့ရလဒဏ်နိုင်ယူထားခဲ့တာဖြစ်တယ်။ဒါပေမဲ့ဘုံပေါက်အသင်းတွေနေ့မှာဒါအသင်းကြီးတွေကိုတောက်လျှောက်ဒုက္ခပြီးနိုင်ခဲ့ပြီးဒါကျွန်တော်အသင်းကြီးတွေကိုတည် က်ဒုက္ခပြေးနေမှာလေဘုံမောင်ရဲ့တောင်မကစားသမားဖြစ်တဲ့ဆမ်မီညူကတော်တော်လေးကိုအေးပါခဲ့တယ်လို့ပြောလို့ရတယ်။ချားရဲ့တမလည်းနှစ်သိန်းလုံးအတွက်ပွဲရှိတဲ့အတွက်ကြောင့်မို့ဒီနေ့ပွဲစံမှာဒါကျွန်တော် City အတွက်ကဒီပွဲစံကပူပြီးအေးပါတယ်လို့ပြောလို့ရတယ်။ City ရဲ့ဒီနေ့မှာဒါကျွန်တော်ဖလားတက်လို့ပထမောက်ဒါကျွန်တော်တို့ဒါကြံရှိနေသေးတဲ့တလုံးတက်သောဖလားမျောလင်းချက်ဖြစ်တဲ့ကြောင့်မို့ City တဲ့ဒီအာဂျီကိုတိုက်တဲ့ defend လုပ်ဖို့အတွက်ကြိုးစားသွားမယ်လို့မြင်တယ်။ဒါကုနာပြောသူပဲ City တဲ့ဒီနေ့ပွဲစံမှာဒါကျွန်တော်တို့အဓိကပြောင်းလဲပြစ်ဖို့လိုမှာဒါကသူ့အနေနဲ့ဒါကျွန်တော်တို့ခံစပိုင်းလို့ကျွန်တော်နေမယ်။ဒါပေမဲ့ခံစပိုင်းမှာလည်း City တဲ့ကုလရှင်မှာ injury တွေကတော်တော်လေးကိုများပြနေစေဖြစ်တယ်ပေါ့နော်။ အခုလက်ရှိမှာလာကျွန်တော်ဖတ်လောက်ကတော့ကျွန်တော် Ederson တန်ရာကြောင့်ဆက်လက်ပြီးလွှဲချုံမယ် John Stone ဆက်လက်ပြီးလွှဲချုံမယ် Arkenji ဆက်လက်ပြီးလွှဲချုံမယ် Aki ဆက်လက်ပြီးလွှဲချုံမယ် Oscar Bob ဆက်လက်ပြီးလွှဲချုံမယ် Rudy ဆက်လက်ပြီးလွှဲချုံမယ်တပတ်ကတော့ကျွန်တော် Smith ဒါကျွန်တော် Unen Aruho ဒါကျွန်တော် Sinister ဒါ Sinister အဲ့တော့ပြောချင်တာလက်ရှိမှာဘုံမောက်ကသူတို့ရဲ့အဓိကခံစားသမားတမတချို့လွှဲချုံမယ်ဒါပေမဲ့ဘုံမောက်ကအခုလက်ရှိမှာသူတို့ရဲ့ဒါကျွန်တော်တို့တကယ်ကိုဒါကျွန်တော်တော်တော်လေးကိုကောင်းနေတဲ့ကစားသမားလေးဖြစ်တဲ့ White Sun ကနောက်တန်းမှာတော်တော်လေးကိုအားကိုးရတယ်ဒါပေမဲ့လက်ရှိမှာဒါဘုံမောက်အသင်းကဒါတော်တော်လေးကိုအရှိနောက်ဒါကျွန်တော် ဲလန့်ချင်ဒါပေမဲ့ခုနောက်ဘက်မှာဘူးမောက်သင်္ကန်းဒါကျွန်တော်ရလက်အားဖြင့်တော်တော်လေးကိုအခြေအနေကမတည်ငြိမ်တဲ့ကလပ်ပဲခုဖြစ်လာခဲ့တယ်။တစ်ဖက်က Manchester City အသင်းပေါ့နော် Manchester City အသင်းအနေနဲ့ဒါကျွန်တော်တို့ဒီနေ့ပွဲစဉ်မှာခံစစ်ကိုလုံအောင်ထိန်းရမယ်လို့ကျွန်တော်ပါစနယ်မှာမြင်မိတယ်။ကျွန်တော်တို့ဒါမှန်တမ်းပြောမယ်အခုချိန်မှာဒါဘောလုံးပွဲငတ်နေတဲ့လူတွေအနေနဲ့တကယ်ကိုဒီလိုဘောလုံးပွဲတွေကအခုချိန်မှာဒါတကယ်ကိုဟို Oasis တစ်ခုလိုဖြစ်နေရမှာပေါ့နော်။အခုချိန်မှာဒါကျွန်တော်မြန်မာပြည်သူတွေလည်းကန်ဆိုးပါလေဗျာ။အခုလိုချိန်မှာဒါငွေတွေကစက်ကဖြစ်လိုက်ဒါကျွန်တော်သထောင်းစားတွေကဒုက္ခပြီးလိုက်ညဘက်ကအပြင်ထွက်လို့မရလိုက် ဒါမင်းညကတော့မှကျွန်တော်ဒေါသအရန်ထွက်သေးတယ်တကယ်တကယ်ဖရားဆိုခင်ဗျအဲ့ဒီစောက်ပေါက်တက်ကြရဒါကျွန်တော်တို့ influencer လူကျင်တဲ့ကောင်တွေကိုကျွန်တော်တအားဒေါသထွက်တယ်ဗျာခင်ဗျအဲ့ဒီတကယ်တော့ဗျာစောက်ဘောတွေကိုကျွန်တော်အားဒေါသဆိုတယ်ကျွန်တော် follower ရေ you may reach သာလူတွေရဲ့ fear ကိုလေးသလားလူတွေရဲ့ကြောက်စိတ်ကိုအတုံးချရနေမြန်မာတွေလောက်တော်တယ်မြန်မာတွေပဲရှိတယ်ခင်ဗျတကယ်တကယ်ခင်ဗျတိတ်ပြီးယုံမှုကောင်းတယ် အဲ့ဒါကြောင့်မို့တခါကျငခုမတကောင်ကြောင့်တလီဖို့ကျွန်တော်မြန်မာတွေအဲ့ဒါကြောင့်လူမြင်နဲ့ထင်သေးခံအဲ့လိုမျိုးဆောက်ပေါက်ပန်း60လေးကြောင့်ကျွန်တော်တော်တော်လေးကိုဒါအမြင်နဲ့ဒါဟိုဖြစ်တယ်ဘောထပ်ပါလေအခုလက်ရှိမှာဒါ CD ပဲကျွန်တော်အခုလက်ရှိမှာ CD ပဲပြောအောင်အဲ့တော့ CD တဲ့ဒီနေ့ပုံစံမှာဒါ cancel ပိုင်းကိုအဓိကပြုပြင်ပြောင်းလဲဖို့လိုတယ် CD တဲ့အခုလက်ရှိမှာဒါကျွန်တော်သိကြတဲ့အတိုင်းပဲ ခံစစ်ကတောက်လျှောက်မထင်မှတ်ပဲနဲ့မထင်မှတ်မှုထင်းနေတည်တည်တသာကြီးကိုဂိုးတွေပေးထားခဲ့ရတယ်။လက်ရှိ City အသင်းနဲ့နောက်ဆုံးပြိုင်ပွဲဆို9မှာဒါ Brighton ကိုတည်ကြတယ်။ Orlando Forest ကိုရှုံးတယ်။ဒါကျွန်တော်တို့ Plymouth Argyle ကိုနိုင်တယ်ကျွန်တော်ဒါ Spurs ကိုနိုင်တယ် Liverpool ကိုရှုံးတယ်ပေါ့။ဒါတစ်ဖက်ကဒါကျွန်တော်တို့ဘိုးမောက်သင်းကနောက်ဆုံးပြိုင်ပွဲဆို9ပွဲမှာတပွဲမှနိုင်ပွဲမရှိသေးဘူး။ဒါကျွန်တော်3ပွဲရှုံးထားတယ်၊2ပွဲတည်ကြတယ်။စပါးများခေါ်မလို့စပါးများဒါခေါ်မယ်ဆိုလားမသိဘူးပေါ့။သူနေတာတတ်တက်ကြီးများလှုပ်ပြနေတာငါမကောင်းငါစီယာထွက်သွားဆိုတဲ့ကွက်ကြီးများလှုပ်ပြနေတာလားမသိဘူး။အဲလက်ရှိမှာဒါကျွန်တော်တို့ဒါ9ပွဲဆက်ရှုံးထားဆိုတဲ့3ပွဲဆို9ပွဲဆက်9ပွဲပြောက် တုံးထားတယ်မိုးမောက်သင်းတယ်ဒီနေ့ပွဲစဉ်ကတို့ရအရေးကြီးတယ်ဒီနေ့ပွဲစဉ်မှာသာ CD သင်းတစ်ခုခုဖြတ်ပြီးခြေချော်သွားခဲ့မယ်ဆိုတာလုံးဝအသင်းကြီးမပါတဲ့ FA Fly ရဲ့ semi final ကိုကျွန်တော်တို့တွေ့ရမယ်ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာမလွယ်တော့မလွယ်ဘူး CD သင်းကဒါတို့ရဲ့ကြားထဲမှာနားရတဲ့အပြည့်ရထားတဲ့ဒါကျွန်တော်တို့ဖြစ်တဲ့အတွက်ကြောင့် CD သင်းဒီနေ့ပွဲစဉ်မှာလုံးဝအောင်လိုက်ကျင်းလိုက်ဒါယူအသုံးချသွားမယ်လို့မြင်တယ်ဒီနေ့ပွဲစဉ်မှာဒါ CD သင်းအနိုင်ရရှိပါစေလို့ကျွန်တော်မြန်မာနိုင်ငံသားတယောက်အနေနဲ့ဆက်ပေးပြီးစုပေါင်းအောင်ပါမယ်ငါတို့ရဲ့ရွှေပါကြီးလဲရွှေပါအနေနဲ့ဆက်လက်ပြီးမြင်တွေ့ရပါစေဒီညကနေပြောချင်ပါတယ်အဲ့တော့လက်ရှိမှာဒီနေ့ပွဲစဉ်မှာ CD သင်းနဲ့ဒီနေ့ line up မှာဒါကျွန်တော်တို့ tight set ကနည်းနည်းလေးဒါပိုပြီး strong ဖြစ်နေမယ်လို့မြင်တယ်လူစုံတက်ဆုံးမှာဒါကုနာပေါ့ဒါကလူစုံမှာဒါ cancel တွေရှိမှာ tight set ကလူစုံသွားပြီဒါ CVO Jeremy Duku ဒါကျွန်တော်တို့လူလက်ရှိထားတယ်ဒါကျွန်တော် Omar Mahmoud Faithfulden ဒီလူကစားသမားတွေအနေနဲ့လက်ရှိမှာ Manchester City တင်ပါတီများလို့ပြမင်းကဒါမနေ့ပြော Real Madrid တင်နေတာကျွန်တော်တို့အမ်မြန်မာနိုင်ငံအတွက်စုဆောင်သွားဆီမှာ Manchester City အသင်းကလည်းလူမလုပ်ပြီးသွားမှာဒါ Manchester City ပြည်သက်တဲ့အရန်ချစ်ဖို့ကောင်းနေဗျလာမယ့်ကျွန်တော်ဒါ Premier League Leicester နဲ့ဘွဲစင်မှာလေဒါတို့အနေနဲ့ Leicester ကပိုင်ရှင်တွေကိုဆန္ဒပြမလို့ကြောင့် City အသင်းပြည်သက်တွေနေနဲ့ လက်စတာပြည်သက်တင်းနဲ့အတူဆန္ဒဝင်ကူပြီးပြပေးသွားမယ်လို့ကြားသိရတယ်မှာပါတယ်အဲ့တော့ဒီနေ့ကျွန်မတို့ CD သင်းစီကကျွန်တော်နည်းနည်းလေးတော့မျှော်မှန်းမယ်ဒါပေမဲ့ခုနကဒီလောက်လုတ်ပေးထားတာအများကြီးကျဉ်းတတ်ပါတယ်နိုင်ငံတကာအသင်းတစ်ခုအနေနဲ့ဒီလောက်ထိလုတ်ပေးနေတာကအင်မတန်မှအများကြီးအများကြီးကျဉ်းတတ်ဖို့ကောင်းပါတယ်လို့ပြောချင်ပါတယ်ဒါတော့ပါပဲအားလုံးပဲကျေးဇူးတင်ပါတယ်ကောင်းမွန်သောဒီနေ့ဖြစ်ပါဒီညကနေပြီးတော့စုံမုံကောင်းတောင်းပြီးလဲပါတယ်ဒီနိုင်ငံကြီး ဒီကြောင်ပြောရင်တော့အများနဲ့မျက်ယူဝဲတယ်ဗျဘလိုပဲပြောယောက်ျားကြီးပဲပြောပြောဘလိုပဲခင်ဗျားဘလိုပဲကျွန်တော်တင်တယ်ကျွန်တော်တော့စိတ်ကယူမဆိုင်ဘူးဒါပေမဲ့ကျွန်တော်ဒါမြန်မာနိုင်ငံရေးနဲ့ပတ်သက်အများနဲ့ဒါသိတယ်မှာမကောင်းဘူးဗျာနော်အဲ့တော့ဒါလည်းရှိမှာဒါကျွန်တော်မန်ချက်စတာစီးရီးသင်းနေနဲ့ဘုံမောက်ကိုဒါကျွန်တော်တို့ဒီဒီပေါ်မှာနိုင်ယူပြီးနိုင်ပါစေဆိုကျွန်တော်မြန်မာနိုင်ငံသားတယောက်နေနဲ့တက်မှန်ပြီးတော့စုမုံအောင်တောင်းတယ်ဗောနော်အဲ့တော့ဒါကျွန်တော်မန်ချက်စတာစီးရီးသင်းနဲ့ဘုံမောက်ကိုနိုင်မယ်လို့လည်းကျွန်တော်ယုံကြည်တယ် FA Fly လေးရပါစလို့ဒီညကနေစုမုံအောင်တောင်းပေးပါတယ်တော်တော့ပါပဲ အားလုံးမကြူဒီမှာနေဒီကတော့ကျွန်တော်မြန်မာကလစ်ပါဆိုတော့ကျွန်တော်ပြောင်းပြမှာအခုလက်ရှိမှာတော့ကျွန်တော်စကိုင်းတိုင်းဒါကျွန်တော် manly တိုင်းတို့မှာလူအပ်ချက်တွေအများကြီးတွေရှိနေပါတယ်လူတိုင်းအများကြီ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 းတွေရှိနေပါတယ်ဒီလူအပ်ချက်တွေကနေတစင်စာကျွန်တော်တို့မြန်မာနိုင်ငံသားတွေနေကျွန်တော်တက်နိုင်တဲ့ဘက်ကနေပြီးတော့ online ပေါ်ကနေ share ပေးခြင်းဖုန်းနံပါတ်တွေကိုကူပေးခြင်းငွေသားနဲ့ကူစရာမလိုပါဘူးကျွန်တော်မှဒါကျွန်တော် online လေးနည်းနည်းလေးရှိဆိုကူရတာမြန်မာနိုင်ငံမှာဒါကျွန်တော်ရရှိမှာရန်ကုန်ကတော့အများကြီးအပဲပဲရန်ကုန်မှာလက်ရှိမှာမီးပြတ်တဲ့ဒဏ်ကိုကြီးကြဲခံစားနေရတယ်လူကြီးတွေပူလိုက်တဲ့ကံကဒီနေရာမှာဒါကျွန်တော်တို့မီတာတွေတွင်းပြီးတဲ့နေရာမှာ ကူညီပေးကြပါဦးကျွန်တော်ပြောချင်ပါတယ်မြန်မာနိုင်ငံကြီးဒါကျွန်တော်မြန်မာ agent ပါစီဆိုတဲ့စကားထက်မြန်မာနိုင်ငံကိုလူကိုမြန်မာကူညီနိုင်ကူညီနိုင်ပါစီဆိုတဲ့စကားနဲ့ကျွန်တော်ဒီဗီလိုရုံနားချင်ပါတယ်အားလုံးမကြုံတူပါနဲ့ကောင်းမွန်သောနေ့ဖြစ်ပါစုမုံကောင်းတောင်းပေးပါတယ်ဒေးဗော့ပါ